အင်တာနက်ဆိုတာကကျွန်တော်တို့မသိနိုင်တဲ့နေရာမျိုးများစွာကလာတဲ့ data information တွေနဲ့လဲပတ်နေတဲ့နေရာကြီးပါအဲ့ဒီအတွက်ကြောင့်မလို့အချက်လက်အားလုံးကိုကျွန်တော်တို့တွေ့နိုင်ယုံကြည်လို့မရပါဘူးကိုသုံးနိုင်တဲ့ smart contract ကကုန်တင် runner တခုလည်းမဟုတ်ဘဲ data information အချက်လက်တွေကိုမှတ်ကန်အောင်စစ်ဆေးပေးနိုင်တယ်ဆိုရင်ပါဖြစ်မယ်အခု review လုပ်ပေးသွားမယ် space and time project ကတော့ဒီပြဿနာကို zero knowledge proof နည်းပညာနဲ့ဖြေရှင်းဖို့ကြိုးစားနေတယ်တရင်ကောင်းတစ်ခုကတော့ကျွန်တော်တို့ IT အင်တာနက်နည်းပညာတွေအားလုံးထဲမှာဆရာကြီးဆိုလို့ရှိရင် Microsoft Company ကိုလူတိုင်းသိကြလိမ့်မယ်။ဒါ Windows Computer တွေကျွန်တော်တို့အသုံးပြုနေတာ Microsoft Company ကထုတ်ထားတာပါ။အခုဒီ project ကို Microsoft Company ကနောက်ကနေပြီးတော့ဒါပံ့ပိုးကူညီထားရဆိုလို့ရှိရင် Mix တွေလို့ဘယ်လိုမြင်မလဲ။အခုချိန်မှာ blockchain app တွေကသူ့ရဲ့ data information အချက်လက်တွေမှန်ကန်ဖို့အတွက်ဆိုလို့ရှိရင် centralized chain API နေနဲ့ Oracle တွေကိုအဓိကအားကိုးနေရပါတယ်။ ခုမှ market update တို့ user behavior တို့ cross chain transition တို့ပါဒီကြားမှာကျွန်တော်တို့အနေနဲ့ယုံကြည်မှုကွာချက်တွေရှိတာဒီ API Oracle တွေကိုယုံပါလားမယုံဘူးလားဒါပေမဲ့ data information တွေအားလုံးကိုအသုံးပြုဖို့အတွက်ဆိုလို့ရှိရင်စက္ကန့်ပိုင်းတွေစစ်ဆေးဖို့ဆိုတာမဖြစ်နိုင် Space and Time Project မပေါ်ခင်အထိပေါ့ဗျာ Space and Time က Proof of SQL လို့ခေါ်တဲ့ Zero Knowledge Proof နည်းပညာအသုံးပြုပြီးတော့ decentralized data တွေကိုသိသိထားနိုင်မှုအတွက် internet online ပေါ်မှာ warehouse အကြီးကြီးကိုတိစောက်လိုက်တယ်လို့ဆိုကြပါစို့ဒီစနစ်က smart contract တွေကို data jewelry ရဲ့မှန်ကန်မှုကိုစက္ကန့်ပိုင်းတွေအတည်ပြုပေးနိုင်တယ် data ပေါင်းများစွာ query လုပ်ထားပြီး cryptographic proof ကို millisecond တွေရရှိနိုင်တယ်ဆိုတာအင်မတန်မှကြီးမားတဲ့ကိစ္စမျိုးပါ အနာဂတ်ရဲ့ DeFi တွေ Gain တွေ AI Agent တွေတို့ကအားတာချက်လည်းဖြစ်လာစေမယ်။ဒါအောင်ကြီးကြီးရမယ့်တာမန် Crypto Project တခုတော့မဟုတ်ဘူးဗျ။ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Microsoft ကိုယ်တိုင် support လုပ်ထားပြီးတော့လက်ရှိမှာလည်း Enterprise Customer တွေအနေနဲ့ Blockchain Data တွေစစ်ဆေးဖို့အတွက်အသုံးပြုနေပါပြီ။ AI နဲ့ Data Analytics အတွက်အနာဂတ်မှာကြီးမားတဲ့အခန်းကဏ္ဍပေါင်းဝင်လာနိုင်မယ်။ SDA ကတော့ Native Token ဖြစ်တဲ့ Staking Data Reward နဲ့ Validator Incentive နေရာတွေမှာအသုံးပြုနိုင်မယ်။ Node token supplier site ပြီးရရှိမယ်။ Exchange ပေါ်မှာ list လုပ်ပြီး1.4 billion circulating supply ဖြစ်လာတယ်။ Binance launch လို့မှာ BNB, FTUSD နဲ့ USDC စတဲ့အရာတွေနဲ့ staking လုပ်နိုင်မယ်။လက်ရှိကဘာကြီးရဲ့ data information kit ကာလာကြီးမှာ space and nine project ကယုံကြည်စိတ်ချရတဲ့အချက်လက်စစ်ဆေးတဲ့စနစ်တခုဖြစ်လာနိုင်တယ်။အနာဂတ်ရဲ့ blockchain ကဘာကို data trust engine အနေနဲ့လည်းပြောင်းလဲပေးနိုင်တယ်။ cryptocurrency နယ်ပယ်ကတနည်းတစ်ခြားအချိန်ဟုန်မြင့်စွာနဲ့တိုးတက်ပြောင်းလဲနေပါတယ်။ ဒီအတွက်ကြောင့်လည်း space and time လို့ပြော infrastructure ဥစားပေးတဲ့ project တွေကိုတည်ထားစောင့်ကြည့်ဖို့လိုအပ်တယ်ဒီကနေ့မေလ၈ရက် Binance Exchange ပေါ်မှာ SDA token ကို trading စပြီးတော့လုပ်လို့ရမယ်အခု review လုပ်ပေးသွားတဲ့ project ကအနာဂတ်ရဲ့ data ကြီးပညာဖြစ်လာမှာဒါမှမဟုတ်လို့ရှိရင်နားထောင်ရုံကောင်းတဲ့ပုံမြင်သက်သက်ပဲလားဒါမှမဟုတ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲလား base rate ကိုဆုံးဖြတ်ဖို့အချိန်ရောက်ပါပြီ ဗီဒီယိုက educational purpose only ဖြစ်တဲ့အတွက်ဒီနေ့ပုံနံမို့ decision ချတော့မယ်ဆိုလို့ရှိရင် DYOR do your own research လုပ်ပြီးတော့မှဆုံးဖြတ်ချက်ချဖို့အတွက်အချိန်ပြုပြရတယ်။နောက်ဗီဒီယိုအစီအမံကြည့်ရှုအားပေးနေတဲ့ပိတ်တက်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်။ဒီလိုမျိုးနီးပညာနဲ့ပတ်သက်တဲ့သတင်းတွေကိုစိတ်ဝင်စားရဆိုလို့ရှိရင် like follow share လေးလုပ်သွားပေးကြပါ။နောက်ပြီးမှပြန်လဲဆုံးဖြတ်ပါမယ်။